အပိုင်း2023ရဲ့အဆောင်မှာတော့ဂွင်းကတိုက်ပွဲရဲ့တန်းကြောင့်မောပန်းနေရဲ့မာရီကိုကိုသူရဲ့စေတနာနဲ့စတိုက်လိုက်ပြစ်ခတ်နေခဲ့ပါရီ။ဒါကြောင့်မာကိုတယောက်ကြီးစန်းနေကြောင်းကနေမနေလို့အောင်ရှောင်းတင်းနေရပါရီ။တခြားမှာတော့မာရီကိုကသူ့ရဲ့အမြန်နှုံးကိုမြင့်တင်လိုက်ပြီးဘလူးဘက်ကန်ချက်နဲ့အတူမြေပြင်ကိုထိုးဆင်းလာကတိုက်ခိုက်ဖို့လုပ်ပါရီ။အဲ့ဒီအချိန်တိုက်ဆိုင်စွာနေပဲလဲကြနေတဲ့ဂင်းကမှပြန်ထလာပြီးမာရီကိုကိုတွန်းထုတ်လိုက်ရင်တစ်ဖက်ကအဆောက်အုံတွေကိုခေါ်ဆောင်သွားပါရီ။ကွင်းကားတော့သူ့အနေနဲ့ဒီတောက်ယူတွေနဲ့ခြေထုပ်တွေအားလုံးကိုရေခဲဘလူးအဖြစ်ပြောင်းလဲသွားအောင်လုပ်မယ်ဆိုပြီးချိန်ဝါနေတာပါ တဖက်မှာလေအာဘူးကတခြားတဲနဲ့အမောက်သိခံလိုက်ရတယ်။အိုနီဝါဘန်ရှုလူတွေနဲ့မိမာဝါရီတို့အုပ်စုကိုကြည့်ကပါဇက်အဟောင်းသားဖြစ်နေခဲ့ပါတယ်။တချို့လူတွေကတော့ဟျိုဂရိုဆိုတဲ့ဘိုးကြီးကတကယ်ကိုရာဇဝင်တွင်လောက်တဲ့ယာကူဇာကြီးပဲဆိုပြီးကြွကြဲကုန်ကြပါတယ်။ဒါကြကြတော့အာဘူးကရေခဲပလူအတွင်ပြောင်းလဲသွားခြင်းကိုပြောင်းမြန်ကြီးအသုံးချလိုက်ပြီးအကောင်လုံးကိုဒုက္ခပေးသွားတဲ့ဒီဘိုးကြီးကတော်တော်ဆိုးရဲဆိုပြီးဆဲဆိုနေပါတယ်။ဒါကိုမြင်လိုက်ရတဲ့ Drake ကလည်းဒါကြောင့်ပဲ Wano တိုင်းမိတွေကသူတွေကတော်တော်လေးကိုကြောက်ဖို့ကောင်းနေဆိုပြီးနာမည်ကြီးနေမှစတင်သဘောပေါက်လာပြီးဆိုတာတီးတိုးရည်ရွယ်နေပါတယ် အဲ့ဒီအချိန်ယူဂရိုကရတက်ပီကိုသူ့ကိုအမြန်ဆုံးဆုံးသက်ပေးဖို့အတွက်တောင်းဆိုနေပြီးတချို့ကတော့ဒီမြင်ကွင်းကိုမကြည့်ရတာကြောင့်မျက်နှာလွှဲထားကြပါတယ်။အချောင်းကတော့ယူဂရိုအနေနဲ့သူတို့အပေါ်မှာခေါင်းဆောင်တယောက်လိုရောအဖေတယောက်လိုပါငယ်စဉ်ကတည်းကစောင်းရှောက်မွေးမြူလာပြီးခဲ့တဲ့အတွက်ကြောင့်ပါ။ဥမာဆာကလည်းသူ့အနေနဲ့အသီးစိတ်လုခံနေပြီဖြစ်တာကြောင့်ဆူနာဂိုရိုကိုတက်ပေးဖို့အတွက်တောင်းဆိုနေခဲ့ပြီးသူကယူဂရိုကိုမကြခင်မှာဆရာကြီးနဲ့ပြန်လည်ဆုံတွေ့ကြမယ်ဆိုပြီးလမ်းပြောနေပါတယ်။နောက်တစ်ခါမှတော့လောင်းငေသားတယောက်ကကွင်းကိုကိုလူတွေကိုဘာလို့ရေကမ်းမိတ်စာဗိုင်းရပ်နဲ့တက်ပြရလဲဆိုတာအော်ဟစ်မေးမြန်းနေကြပါဘူး။ ဒါပေမဲ့ကွင်းကတော့ဂယူမဆိုင်သလိုပုံစံနဲ့ဇလိတ်ကိုစတိုင်ကြကြဖွာနေခဲ့ရင်ဒိုင်နိုဆောအသွင်ကိုပြောင်းလဲလိုက်ကာမင်းတို့အယူတွေအကုန်လုံးငါမမလို့ရတာဆိုပြီးပြန်ဖြေလိုက်ပါရီအဲ့နောက်မှာတော့သူကလောက်ခံတက်သားတွေကိုမင်းတို့ကအမိုက်ထက်တောင်မှပို့ပြီးတော့တံမိုးမရှိတဲ့လူသားတွေဆိုပြီးတော့နှိမ့်ချပြောဆိုလိုက်ပါရီဒါအပြင်တိုက်ပွဲထဲမှာဘာထောက်ကူမှမရပဲမင်းတို့ကောင်တွေကိုပြန်ကယ်နေရတာနဲ့တင်ငါတို့ထပ်ပိုင်းလူကြီးတွေတယောက်ပြီးတယောက်ဒုက္ခရောက်နေရပြီဆိုပြီးပေါက်ကွဲနေပါရီ အဲဒီနောက်မှာတော့ Queen ကသူ့အနေနဲ့ပွဲမစခင်ကလေးကဒီရေခဲဘလူးဗိုင်းရပ်စ်တွေကိုရန်သူတွေကိုရောလောက်ခံတတ်သားတွေကိုပါအကုန်လုံးကူးစက်သွားအောင်လုပ်ဖို့အတွက်ကြံစည်ထားတာဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။အစအနာကိမဲလာရဲ့ခေါင်းဆောင်ဖြစ်သူရဲ့စကလုံးချို့ကိုကြားလိုက်ရတဲ့အချိန်မှာတော့တားရဲတမရတွေလည်းဘာပြောလို့ပြောရမှန်းမသိဖြစ်ကုန်ကြပါလိမ့်။ဒီလိုနဲ့ကွင်းကတစ်ဖက်မှာရှိနေတဲ့ဝိတ်တာတွေကိုကြည့်ကမင်းတို့တွေမျောလင်းနေတဲ့စမိုင်းတေတီတွေလည်းဘယ်တော့မှရောက်လာတော့မှမဟုတ်ဘူးဆိုပြီးအသိပေးလိုက်ပါရီ။နောက်ပြီးတသက်လုံးဆန်ကုန်မြေလေးပွားနဲ့လီလာခဲ့တဲ့မင်းတို့တွေကမသိခင်ငားရဲ့စမ်းသပ်မှုတွေကိုခံလိုက်ရတဲ့အတွက်ဂျေဆူရောင်တရားအောင်မယ်ဆိုပြီးပြောနေပါရီ။ တကယ်တော့ကွင်းကသူ့ရဲ့ရေခဲဘလူးစွမ်းကိုအသုံးပြုပြီးရန်သူတွေကိုရောမိတ်ဆွေတွေကိုရောပါပြန်လည်တက်ဖြတ်ခိုင်းစေရင်သူ့ရဲ့စမ်းသပ်မှုကိုအဆုံးသတ်ဖို့အတွက်ကြိုးစားနေကြတာပါတဖက်မှာလည်းဒါကိုမြင်နေရတဲ့ဆာမူရိုင်းအချို့ကဒီကောင်တွေရဲ့ဆရာတပည့်ဆက်ဆံရေးကြီးကတကယ်ကိုချီးတော့ကြီးပါကွာဆိုပြီးပြောနေပါတယ်ဒါအပြင်ဒီလိုယွန်ကြာကောင်းတဲ့ဆက်ဆံရေးကြီးကိုဒီကောင်တွေဘလူးများတိဆောက်ခဲ့တာလဲဆိုပြီးအံ့ဩနေပါတယ်အဲ့ဒီချိန်ကွင်းကရောက်ရှိလာကဆာမူရိုင်းတွေကိုမင်းတို့ကကွယ်ပေးနေတဲ့ရက်ကွန်းကောင်ကလည်းဓမြပဲလေးဆိုပြီးသွေးလာခွဲပါတယ် ဒါပြင်အချိန်တို့လေးတွင်းမှာဖြည့်စည်တွေအများကြီးထုတ်မယ်ဆိုတာကလည်းမင်းတို့ကိုကျင်းထက်နေတာဆိုပြီးလောင်းပြောင်းနေပါတယ်။တကယ်လို့ဖြည့်စည်ရခဲ့မယ်ဆိုရင်လည်းအဲ့ဒီရက်ကွန်းတမျှကောင်ကသူ့ကိုယ်သူဖြည့်စည်ထိုးပြီးထွက်ပြေးသွားမှသိကြရဲဆိုပြီးခနဲ့နေပါတော့တယ်။နောက်တစ်ခါမှတော့ရတပီကသူ့အနေနဲ့အဆုံးစီရင်ပေးပြတာနဲ့အချိန်တို့အတွင်းဇယားနောက်ကိုလိုက်လာမယ်ဆိုကဂရီပေးနေခဲ့တာပါ။ဒါကိုကြတော့ဟျူဂရိုကသူ့ရဲ့နောက်ကိုလင်းစလိုလိုက်လာစရာမလိုကြောင်းနဲ့လိုက်ချိန်လဲဝါနိုတိုင်းပြည်ကြီးကိုပြန်လည်တောက်ပွားလာတဲ့မြင်ကွင်းကိုတဝါကြီးကြီးရှုပ်ပြီးမှသာလိုက်ခဲလို့ဆိုပါတယ်။ ရင်းနှင်းစရာကောင်းလွန်းလာတဲ့ဆရာတပည့်ဖြစ်သူနှစ်ယောက်ရဲ့နှုတ်ဆက်စကားအချို့ကိုကြားလိုက်ရတဲ့အခါမှာတော့ဘီနောက်မှာရှိတဲ့ဆာမူရိုင်းနဲ့ယာကူဇာဇော်ကြီးတွေလည်းအသေးလေးပါကွဲကြေကုန်ကြပါရည်ဒီလိုနဲ့ယာတပည့်တယောက်ဓာတ်နဲ့ခုတ်ချလိုက်စင်မှာချောပါကဝင်ရောက်လာခဲ့ပြီးဓာတ်ကိုစောင့်ကန်လိုက်ကသူကမလုပ်ဖို့အတွက်တားပါရည်ယာတပည့်ကတော့သူ့အနေနဲ့ဆုံးဖြတ်ချက်ချပြီးသွားပြီဖြစ်တာကြောင့်လုံမရမယ်ဆိုပြီးပြန်ပြောနေခဲ့တာပါအဲ့ဒီအချိန်ချောပါကသူ့မှာပါလာတဲ့ဖြည့်စည်ကိုထုတ်လိုက်ပြီးခနာဆောင်ပေးဖို့နဲ့ယူဂရိုကိုရောင်းကယ်တင်ပေးမယ်လို့အာမခံနေပါရည်အဲ့နောက်မှာတော့သူကယူဂရိုရဲ့ပါဇက်ထဲကိုဈေးထိုးထည့်ပေးလိုက်ပြီးဓာတ်ကိုမြှို့ချလိုက်လို့ဆိုပါရည် တစက်ထင်းမှာပဲယူကရိုရဲ့ခန္ဓာကိုယ်ကအငွေးတွေပြန်ထွက်လာခဲ့ပြီးတာဂိုမြင်တော့ချော်ပါကဈေးကလုံးပြစ်တယ်လို့ဆိုတာပြောရွှင်နေပါတယ်။နောက်ဆုံးမှာတော့ယူကရိုတယောက်သူ့ရဲ့မူလာဖိုးပုံစံလေးကိုပြန်လည်ပြောင်းလဲသွားခဲ့ပြီးရာတပ်ပီလည်းပြောရွှင်သွားပါတယ်။အဲ့လိုမျိုးပြောရွှင်နေတဲ့ရာတပ်ပီကဇာဝင်ရကွန်းဖော်ဆက်ပေးတဲ့စီကရန်ကုန်ကောင်းမွန်နေဆိုပြီးအားလုံးသိအောင်ကြေညာလိုက်တာကြောင့်ဆာမူရိုင်းနဲ့လည်းကျင်းနေတော့ပါတယ်။တစ်ဖက်မှာလည်းဆူနာဂိုရိုကအိုမာဆာကိုလာရောက်ခဲ့တင်ပေးဖို့အတွက်ချောပါကိုလမ်းပြီးတော့တောင်းဆိုနေပါတယ်။ ဒါကြောင့်ချောပါလဲဒေါက်တာစိတ်ဖွားနဲ့သူ့ရဲ့တပည့်မလေးကိုလမ်းခေါ်လိုက်ကအမြောက်ကြီးတစ်ခုကိုယူဆောင်လာခိုင်းပါတယ်။အားလုံးကငေးကြည့်နေစမှာပဲချောပါကအမြောက်ထဲကိုခုန်တက်လိုက်ပြီး Nebulizer စနစ်ပါဝင်တဲ့ဖြည့်စည်အမြောက်နဲ့ရေခဲဘလူးတွေဆီယာကိုပြစ်ချလိုက်ပါတယ်။ဖြည့်စည်ကငွေပုံစံဖြစ်သွားတာကြောင့်တခဏလေးတွေးမှာပဲတိုက်ပွဲမြေပြင်တစ်ခုလုံးပြန့်နှံ့သွားခဲ့တာပါ။အဲ့ဒီချိန်ဒေါက်တာစိတ်ဖွားနဲ့ထရစ်စတန်ကသူတို့ကျဲချလိုက်တဲ့အမြောက်ဆန်တွေကထွက်လာတဲ့ဖြည့်စည်ငွေတွေကိုအားရပါးရရှူရှိုင်းလိုက်ဖို့အတွက်အားလုံးကိုအော်ဟစ်တရီပေးပါရီ။နောက်ပြီး အဲ့လိုမျိုးနီလန်ကရေကဲဘလူးကနေပြန်ပြီးတော့အသွင်ပြောင်းလဲဖို့အတွက်အမြန်ဆုံးနီလန်ပဲလို့ဆိုပါရီတချို့သောသားရဲသမားတွေကတော့တကယ်လို့သာအငွေးကိုချူချလိုက်မယ်ဆိုရင်အန်ရဖြစ်နိုင်မလားဆိုပြီးတန်တရားဝင်နေပါရီဒါကိုကြတော့ချော်ပါကဒီဖြည့်စည်းကသူကိုယ်တိုင်ပြုတ်လောက်ထားတဲ့ဗိုင်းရပ်တစ်မျိုးဖြစ်ပြီးချူချလိုက်တာနဲ့ချက်ချင်းလန်းဆန်းသွားစီမဲ့အဘာထရှူစည်းထက်တောင်မှပိုကောင်းသေးတယ်ဆိုပြီးပြန်ပြောလိုက်ပါရီဒီလိုနဲ့နောက်ဆုံးမှာတော့အငွေးတွေကိုရှူသွင်းလိုက်ကြပြီးလူတွေအကုန်လုံးလည်းပြန်လည်တက်တာကောင်းမွန်သွားကြပါရီဒါကိုမြင်တော့ဒေါက်တာစိတ်ဖွားနဲ့ထရစ်စတန်ကပြောရွှင်နေပါရီ နောက်ပြီးအခုလိုမျိုးအောင်မြင်မှုကြီးကြီးရလိုက်တဲ့အပေါ်ချော်ပါအတွက်ဂုံယူလို့မဆုံးဖြစ်နေကြတာပါ။အဲ့ဒီအချိန်တစ်ဖက်မှာလည်းကွင်းကသူ့ရဲ့ viral ကိုဖျက်ဆီးပစ်တဲ့ချော်ပါကိုဒေါသထွက်သွားခဲ့ကငါရဲ့အောင်မြင်မှုတွေကိုပြန်ပေးဆိုပြီးလမ်းပြောပါရီ။ချော်ပါကကွင်းကိုသူ့အနေနဲ့တိုက်ပွဲထဲမှာရှိတဲ့လူတိုင်းကိုလူတိုင်းလူတိုင်းတယောက်ချင်းစီကိုဖျက်ဆီးလိုက်ပေးဖို့အတွက်မဖြစ်နိုင်တာကြောင့်အခုလိုမျိုးဘုံကျဲချပလိုက်ပြီးရန်သူမိတ်ဆွေမခွဲခြားဘဲအကုန်လုံးကိုကယ်တင်ပေးခဲ့တာလို့ဆိုပါရီ။ဒါပြင်ဒီအစိပ်ဖြစ်စေကသူ့ရဲ့ခန္ဓာကိုယ်ထဲမှာဗိုင်းရပ်ကထုတ်လုပ်ထားတဲ့ကမ္ဘာရှာပါဖြစ်စေတမျိုးပဲဆိုပြီးရှင်းပြလိုက်ပါတယ်။ ဂွင်းကား၆ပါးကိုမင်းလိုမျိုးကလေးကလေးတာမန်ပင်လယ်မြားလေးတယောက်ကဘလူနီယာကနေအခုလိုမျိုးထူးဆန်းတဲ့ဆေးပညာတွေသင်ယူခဲ့တာလဲဆိုပြီးအံ့ဩနေတာပါ။ချောပါကတော့တကယ်လို့မင်းအင်းနဲ့ virus ကိုအသုံးပြုပြီးရန်သူတွေကိုတိုက်ခိုက်ခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့လူတွေကိုတော့ပြန်ပြီးတော့စိတ်ခတ်လိုက်တာကအတော်ကိုဆိုးတဲ့လို့ရပဲလို့ဆိုပြီးဂွင်းကိုပောက်ကွဲနေပါတယ်။ဒါကိုဒေါသထွက်သွားတဲ့ဂွင်းကသူ့လိုမြင့်မြတ်တဲ့သူတယောက်ကို dragon တကောင်ကအမိန့်လာပေးနေရမလို့ခြင်းမှုဆိုပြီးသူ့ရဲ့ပါဇက်ထဲကခြေစံနေနဲ့စတင်ပြစ်ခတ်တိုက်ခိုက်ပါတယ်။ ဒါပေမဲ့ထူးဆန်းစွာနေပဲချောပေါကိုကွင်းရဲ့သားရဲသမားတွေကဝင်ရောက်ကာကွယ်ပေးလိုက်ကြပြီးခမရလူကောင်မျိုးကိုမဆန့်ကျင်ရင်ကျောလူကခွေးထမ်းမိုက်တဲ့ကောင်တွေဖြစ်သွားမှာပေါ့ဆိုပြီးတစ်ဆက်ထဲမှာပဲချောပေါကိုကျေးဇူးတင်ကြောင်းအောင်ပြောလိုက်ပါရီအဲဒီနောက်မှာတော့ရက်ကွန်ဝဝင်လေးဆိုတဲ့ချီကျူးတန်တွေကတခန်းလုံးကိုမြေဟင်းထားသွားခဲ့ပြီးချောပါတယောက်စိတ်ဓာတ်တွေတက်ကြွသွားပါရီသူကချက်ချင်းပဲဆေးတလုံးကိုမျိုးချလိုက်ပြီးအေယာမအတွင်ကိုပြောင်းလဲပြစ်လိုက်ကကွင်းရဲ့ပေါကကိုပိတ်ရိုက်ပြစ်လိုက်ပြီးတော့နောက်တစ်ခါသူ့ကိုရက်ကွန်ဝဝင်လေးလို့မခေါ်ဖို့အတွက်သတိပေးလိုက်ပါရီနောက်တစ်ခါမှာတော့ဂိုင်ရူရဲ့တိုက်ခိုက်မှုကြောင့်လွင့်ထွက်လာတဲ့လူဖီကိုမြင်တွေ့ရမှာဖြစ်ပြီး ်လောကတော့တခုခုမလုတ်ခင်အရင်ဆုံးပြန်စင်းစားကြဖို့အတွက်တတိပေးနေပါတယ်အကြောင်းကတော့ပင်လယ်ဧကရာဇ်တယောက်ဖြစ်တဲ့ Kaido ကိုဝင်ရောက်တိုက်ခိုက်ဖို့အတွက်ဒါမန်ရန်သူတွေလိုမျိုးဂမူးရှုလိုတိုက်ခိုက်လို့မရကြအောင်သူကပြန်ပြီးတော့ရှင်းပြနေတာပါဒါပေမဲ့ထုံးစံအတိုင်းပဲ Kaido ကိုထပ်မံတိုက်ခိုက်ဖို့အတွက်ပြေးဝင်သွားခဲ့ပြန်ပါတယ်အဲ့ဒီအချိန်တစ်ဖက်မှာလည်းပြန်တဲ့သတိရလာပြီဖြစ်တဲ့ကင်းရဲ့မုံကသူ့ရဲ့လူတွေကိုပတ်နိုးနေခဲ့ပြီးငါတို့အကုန်လုံးဘဲကိုရောက်နေရလဲလို့မေးပါရတယ်။ဒါပေမဲ့တယောက်ကမှတိတိကျကျပြန်မဖြေတာကြောင့်ကင်းရဲ့မုံကဒါဆိုရင်လဲတိုက်ပွဲမြေပြင်ကိုပြန်လဲသွားကြတာပေါ့လို့ဆိုပါရတယ်။ ဒီလိုနဲ့ခန်းကားတစ်ခုကိုဖွင့်လိုက်ချိန်မှာတော့ယုတ်တိရဲ့မထင်မှတ်ထားတဲ့မြင်ကွင်းတစ်ခုကိုသူတို့အားလုံးကမြင်တွေ့လိုက်ကြရပါတယ်။တစ်ဖက်မှာလည်းအခန်းထဲကိုတကားဖွင့်ပြီးတော့ဝင်လာတဲ့သူကအိုရန်ဖြစ်နေခဲ့ကဇာလန်လေးကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါတယ်။အပိုင်း2024ရဲ့အဆောက်မှာတော့ရေတိုက်ထဲမှာပြေးလွှားနေတဲ့ယာမာတူနဲ့ရှီနိုဘူတို့နှစ်ယောက်ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ယာမာတူကရေတိုက်ကြီးထဲမှာရှိတဲ့ဘယ်သူမှမရှိတဲ့အခန်းကြီးထဲကိုသူမကိုယ်တိုင်ခေါ်သွားပေးမယ်ဆိုပြီးပြောနေတာပါ။နောက်ပြီးဒီနေရာကိုဘယ်သူမှမလဲမသိတာကြောင့်သူမတို့အတွက်အကုန်လုံးလုံခြုံနိုင်မယ်လို့ဆိုကာတေရှာရှင်းပြနေပါတယ် ဒါကြောင့်ရှင်နိုဘူကလည်းဝမ်းသာသွားခဲ့ပြီးမိုမိုနိုဆုကဲကိုခဏလောက်ဒီခံပေးဖို့အတွက်လန်တောင်းဆိုပါရီမိုမိုနိုဆုကဲကတော့သူ့အနေနဲ့ဒီလိုမျိုးအထဲမှာပုံနေရတာအတွက်ရှင်နိုဘူနဲ့ယာမာဒူအပေါ်တော်လေးကိုအားနာနေမိခဲ့ပါရီအဲ့ဒီအချိန်တစ်ဖက်ကထုတ်တမ်းပေါ်မှာရှိတဲ့မယ်ရီစီကနေမိုမိုနိုဆုကဲရဲ့လှုပ်ရှားမှုတွေအားလုံးကိုရန်သူတွေဘက်ကတွေးဆသွားပါရီဒီလိုနဲ့လန်ကူလက်တန်နီယာရောက်မှာတော့သူတို့ကိုဝိုင်းဝန်းတားဆီးဖို့ကြံစီနေတဲ့ဒါရဲတမယအုပ်စုလိုက်ကြီးကိုယာမာဒူတို့တုံးယောက်တွေးလိုက်ကြရပါရီအဲ့ဒါကြောင့်မလို့ယာမာဒူကသူမရဲ့ဒေမိုကြီးကိုအုံပြုပြီးအခြေမှပိတ်ဆို့နေတဲ့ရန်သူအုပ်ကြီးတဲကိုပြေးဝင်သွားပါရီ ဒါကိုမြင်တော့အားကြမခံတဲ့ရှင်တို့ဘူးကလည်းသူမရဲ့လမ်းနဲ့ပုံတွေကိုအသုံးပြုပြီးတစ်ဖက်တစ်လမ်းကနေရန်သူတွေကိုရှင်းထုတ်ပေးလိုက်ပါလိမ့်အဲ့နောက်မှာတော့ရာမာတိုနဲ့ရှင်နိုဘူတို့နှစ်ယောက်သားတယောက်ကိုတယောက်ပြန်လည်ချီးကျူးနေခဲ့ကြကဆက်လက်ထွက်ခွာလာခဲ့ကြပါသည်ရှင်နိုဘူကတကယ်လို့သူမအနောက်မှာသာရာမာတိုရှိမယ်ဆိုရင်တခင်လေးမမလို့စုခဲကိုအဆုံးထိကာကွယ်ပေးနိုင်မှတေးကြရဲဆိုပြီးယင်ဖွင့်နေပါသည်အဲ့ဒီအချိန်ယုဒိရဲ့ရန်သူတွေကထပ်မံပေါ်လာခဲ့တာကြောင့်ရာမာတိုကသူ့ရဲ့တင်းမုံနဲ့ခေါင်းမိုးရက်ပေါ်ကိုရိုက်ထုတ်ပစ်လိုက်ပါသည် တဖက်မှာလည်းရှင်တော်ဘူးကဒူမရဲ့ကုနိုင်းကိုအသုံးပြုပြီးနှဆခိုးပြက်ရှင်းဆွမ်းတဲ့ရှင်းလင်းကမြေပြင်ကိုပြန်လဲဆင်းသက်လာပါရည်။ဒိုက်ဆိုင်စွာနဲ့ပဲဒူမရဲ့နောက်ဖက်မှာတာရဲတမရတကောင်ကထပ်မံရောက်ရှိနေခဲ့ပြီးဒူမကိုတိုက်ခိုက်ဖို့လုပ်နေရကြောင်းရာမတူကဝင်ကာဝယ်ပေးလိုက်ပါရည်။ဒီလိုနဲ့ရှင်တော်ဘူးကရာမတူရဲ့တိုက်ခိုက်မှုပုံစံတွေကိုသဘောကျနေပြီးအတန်းငယ်သေးတဲ့ဆိုရင်တေချာပေါက်ရာမတူကိုဆွဲလက်မိမှာအမှန်ပဲဆိုပြီးပြောလိုက်ပါရည်။အဲဒီနောက်မှာတော့သူကအထဲမှာပုံအောင်နေတဲ့မိုမိုနိုစုကဲကိုရန်သူတွေအားလုံးကိုရှင်းထုတ်ပြီးပြီဖြစ်တာကြောင့်စိတ်မပူနယ်လို့ဆိုတာလမ်းတီးပေးလိုက်ပါရည်။ ။အဲ့ဒီအချိန်မိုမိုနိုဆုကေကအပြစ်ဘက်ကိုခေါင်းထွက်လာပြီးသူ့အနေနဲ့ဘာမှမလုပ်နိုင်ပဲအခြားသူတွေကာကွယ်ပေးနေတာကိုခံနေရတာကြီးကသူတော်တော်ကြီးကိုနေရာခတ်စေတယ်ဆိုပြီးပြောနေပါတယ်။နောက်ပြီးကိုကိုကိုယောက်ျားတယောက်တောင်မှမခံယူရတော့ဘူးဆိုပြီးရင်ဖွင့်နေပါတယ်။ရှင်တော်ဘူးကမိုမိုနိုဆုကေကိုအခုလိုမျိုးဖြစ်နေစရာအကြောင်းမရှိကြောင်းနဲ့အသက်ရွယ်ငယ်သေးတဲ့သူမျိုးဘာမှမတတ်နိုင်တာကိစ္စမရှိဘူးလို့ရှင်းပြပါတယ်။မမလို့စုကေကသူ့လိုလူတွေအများကြီးမျှော်လင့်ထားတဲ့ကြားမှာတော့ပြောလဲပြောညံ့သလိုယူမိုက်လွန်တဲ့အတွက်လည်းမျက်နှာမပြရဲဖြစ်နေခဲ့ပါသေးတယ်။ ဒီလိုနဲ့အားငယ်နေတဲ့မုံမုံတို့စုကဲကိုရှင်တော်ဘူးနဲ့ရာမာတို့ကဒီနေ့ကြာရင်မင်းကအိုရန်ထက်တောင်မှပူတံပါရဲ့ပြင်ပူပြီးကြီးကျယ်မြင့်မြတ်တဲ့ဘီရင်တစ်ပါးဖြစ်လာမှာပါဆိုပြီးဝိုင်းနေတဲ့ပေးလိုက်ပါရီအဲ့ဒီချိန်ယောဒီရဲ့မုံမုံတို့စုကဲတယောက်စိတ်တွေလှုပ်ရှားသွားတာကြောင့်ငကားအတွင်ကိုပြောင်းလဲသွားပြီးအင်ကြီးတွေကနေတဆင့်အပြင်ကိုထွက်လာပါရီပြောင်းလဲသွားတဲ့မုံမုံတို့စုကဲရဲ့ငကားအတွင်ကိုကြည်ကရာမာတို့ကလည်းဘာပြောမှမသိဖြစ်နေပါရီရှင်တော်ဘူးကဒါကမမနိုစုကဲရဲ့စိတ်လှုပ်ရှားလို့နဲ့ခါကြရင်ပြောင်းလဲသွားတဲ့ပုံစံမျိုးဖြစ်ပြီးဒါရီအလုံးကနတ်ဆိုးသည့်ဒီတလုံးကိုစားခဲ့မိရကအစားပြုခဲ့တယ်လို့ဆိုပါရီ နောက်တစ်ခါမှာတော့ CBC တို့ဖွဲ့ဝင်တွေကတခါတုန်းကဂိုင်ရိုရဲ့မျိုးရိုးဗီဇာကိုယူပြီးဘေဂါပန်တယောက်လူလုံးနဲ့ဆိုးသည်တီတလုံးကိုဖန်တီးခဲ့ကြောင်းပြောပါရည်။အစိုးရဘက်ကဗီဂါပန်ကိုအဲ့ဒီသည်တီကိုဘေးရဖို့အတွက်တောင်းဆိုခဲ့ပေမယ့်ဗီဂါပန်ကအဲ့ဒီသည်တီကမောင်မြင်တဲ့သည်တီတလုံးအဖြစ်ယူဆခဲ့ပြီးပန်ခါဆက်မှာအချိန်တော်ကြာတဲ့အထိထိန်းသိမ်းထားတယ်လို့ဆိုပါရည်။နောက်ပြီးအဲ့ဒီသည်တီကိုပောက်ကွဲမှုနဲ့အတူပျက်စီးသွားပါစေလို့မျှော်လင့်ခဲ့ပေမယ့်ရေတပ်ဘက်ကပေးပို့တဲ့သတင်းအရဆိုရင်အဲ့ဒီသည်တီကိုထိန်းသိမ်းထားတဲ့ဆက်ယုံကဇက်လက်လဲပန်နေခဲ့တယ်ဆိုပြီးသူကရှင်းပြလိုက်ပါရည်။ နောက်တစ်ခါမှာတော့ယုဒိယတကားကိုတွန်းဖွင့်ပြီးဝင်လာတဲ့အိုရန်ကြောင့် GM မွန်နိုအုပ်စုလည်းဘာပြောမှမသိဖြစ်နေပါဘူး။အိုရန်ကသူ့လူတွေကိုတော်တော်လေးပြင်းခန့်ထားရတာပဲလို့ပြောနေခဲ့ပြီးမင်းတို့အားလုံးကိုဒီတစ်လျှောက်လုံးလွမ်းနေခဲ့တာကွာလို့ယင်ဖွင့်နေပါဗျ။အဲဒီနောက်မှာတော့သူကအားရပါးရရီမောပြစ်လိုက်ပြီးငါလိုလူကလွယ်လွယ်နဲ့တည်သွားခဲ့လိမ့်မယ်လို့ထင်နေရလားလို့မေးလိုက်ပါဗျ။ခါဝမဆုကတော့တစ်ချိန်လုံးကအရှင်းရဖြတ်ထိုးညံကြောင်ကျွန်တော်တို့အားလုံးအသက်ဘေးကနေလွတ်မြောက်ခဲ့ရပြီးနောက်ပိုင်းဂျန်နေကိစ္စတွေကိုမသိခဲ့ရတဲ့အတွက်တောင်းပန်ပါတယ်လို့ဆိုပါဗျ။ဒါဘူလက်မခံခြင်းနဲ့အိုကီကူကတော့တစ်ချိန်လုံးကစားသောက်ဆိုင်တစ်ခုကိုပြန်လည်မြင်အောင်နေခဲ့ပါဗျ။ အဲဒီတော့ကအိုဂီကူနဲ့အီဇရွညီကူနှစ်ယောက်ကအိုရန်ရဲ့ဟင်းလျာထဲမှာပါတဲ့အရာမှန်သမျှကိုအရန်ကြိုက်တဲ့အတွက်လူစားဖို့ကြံစီနေပါတယ်။ဒါပေမဲ့အိုရန်ကကလေးတွေထက်ဦးအောင်အရင်ဆုံးလူစားပြစ်လိုက်တာကြောင့်ညီကို၃ယောက်စလုံးနဲ့စိတ်ပြတ်သွားခဲ့ကြပါတယ်။လက်ရှိချိန်မှာတော့အိုရန်ကတိုကီယိုဂျေဇူးနဲ့အချိန်ခုန်ကူးပြီးအနာဂတ်ကနေပြန်လာတာဖြစ်ကြောင်းအဖွဲ့သားတွေကိုပြန်ရှင်းပြပါတယ်။နောက်ပြီးဒီယာရီအားလုံးကိုတစင်ချင်းပြန်လဲရှင်းပြဖို့အတွက်အချိန်တော်လေးလိုအပ်တယ်ဆိုပြီးပြောနေပါတယ်။အဲဒီနောက်မှာတော့ကင်းရမွန်ကိုတားပြစ်သူမုံမုံတို့စုခဲကိုစောင်းရှောက်ပေးထားတဲ့အတွက်ဂျေဇူးတင်မာတွေဆိုပြီးဆိုပါတယ်။ ။နောက်ပြီးသူ့ရဲ့အိမ်မက်တွေကိုအခုချိန်ထိအကောင့်ထည့်ဖို့ပေးနေတယ်။အာကာစာယာနိုင်ဖွဲ့သားတွေကိုလည်းယင်းနေကနေလိုက်လိုက်လဲလဲလေးစားမိကြောင်းဝန်ခံလိုက်ပါရီ။အိမ်နောက်မှာတော့အိုရန်ကသူ့ရဲ့ဓာတ်ကိုကင်မြောက်လိုက်ရင်တစ်ချိန်လုံးကနိုင်မြူနိုင်ခဲ့တဲ့ဂိုင်ရိုကိုသွားပြင်းလိုက်ကြရအောင်လို့ဆိုတာကြွေးကြော်လိုက်ပါရီ။ဒီလိုနဲ့တက်ကြွသွားတဲ့အာကာစာယာနိုင်ဖွဲ့သားတွေကအရှင်းရဆန္ဒရတာဆိုရင်ကျွန်တော်တို့အားလုံးအမှုတော်ထမ်းဖို့အသင့်မှာပဲဆိုပြီးအနောက်ကလိုက်လာကြပါလိမ့်။အဲ့ဒီအချိန်အာရှူရာနဲ့ရိုက်ဆိုကအဖွဲ့သားတွေကိုလမ်းတလိုက်ပြီးတခင်မတိုကီပြောခဲ့မှုတဲ့စကားတစ်ခုကိုမှတ်မိလားလို့ဆိုပါရီး။ လူတွေကအနာဂတ်ကိုအချိန်ခုန်ကူးလို့ရပါမယ်အနာဂတ်ကနေအတိတ်ကိုပြန်လာဖို့အတွက်လုံးဝမဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းအရာကိုသတိရဖို့အတွက်သတိပေးလိုက်ပါတယ်ဒါကိုလည်းမခံနိုင်တဲ့ကင်းရံမုံကအာရှူရာကိုအတိတ်ပဲမရှိတဲ့ဇာတ်ရီမပြောနဲ့ဆိုပြီးပြန်ရန်တွေ့ပါတယ်ဒါကြောင့်အာရှူရာကကင်းရံမုံကိုတစ်ချက်ပိတ်ထိုးပစ်လိုက်ကဦးရန်ရဲ့မျက်နှာကိုဓာတ်နဲ့လမ်းခုတ်ချပစ်လိုက်ရင်အသီးစိတ်ကပ်ဖို့အတွက်လမ်းအောင်ပါတယ်အဲ့ဒီချိန်ဦးရန်ကအာရှူရာရဲ့ခန္ဓာကိုယ်ကိုဒါနဲ့ထိုးချပြလိုက်ပြီးတစ်ဖက်မှာလည်းဒါကိုမြင်လိုက်ရတဲ့အဖွဲ့သားတွေကဘာပြောလို့ပြောရမှန်းမသိဖြစ်ကုန်ပါတယ် အာရှွာကသူ့အနေနဲ့ဒီအရာကိုအစိမ့်မှန်ဖြစ်ပါစေလို့မျှော်လင့်ထားခဲ့ပေမယ့်ဒါကအတူရောင်ကြီးกว่าဆိုပြီးငိုကြွေးနေပါတယ်ဒီလိုနဲ့လဲကြလာတဲ့အာရှွာကိုအိုကီကူကကြည့်နေခဲ့ပြီးသူတို့အားလုံးကအိုရန်အယောင်ဆောင်ထားတဲ့သူကဂန်ဂျီရိုမန်းသဘောပေါက်သွားခဲ့ကြပါတယ်အဲ့ဒီချိန်တစ်ဖက်မှာလေဂန်ဂျီရိုကရှောင်းလန်းတစ်ခုပေါ်ကိုပြေးလွှားနေခဲ့ပြီးအိုရန်ရဲ့ပုံစံတူနဲ့အဖွဲသားတွေအကုန်လုံးကိုအယူလုံးရတဲ့အတွက်သူကပျော်ရွှင်နေပါတယ်ဒါကိုဒေါသထွက်သွားတဲ့ဒန်ဂျီရိုကဂန်ဂျီရိုရဲ့ပုံတူကိုချက်ချင်းပဲဝင်ရောက်တိုက်ခိုက်လိုက်ကသူတို့ကိုပဲအချိန်ထိဒုက္ခတွေပေးနေအောင်မှလဲဆိုပြီးပေါက်ကွဲနေပါတယ် ဂန်ဂျီရိုကအိုကီကူကိုသူ့အနေနဲ့ပြီးခဲ့တဲ့တိုက်ပွဲမှာတော့အသေးဆုံးသွားပြီလို့ထင်ထားခဲ့ပေမဲ့ကိုဇူကီအဖွဲ့ကိုမုံနီတဲ့စိတ်တစ်ခုတည်းကြောင်းအတွက်နဲ့ပြန်လည်ရှင်းသန်လာခဲ့တယ်လို့ဆိုပါရီနောက်တစ်ခါမှာတော့မိုမိုနိုဆူကေကခါတိုင်းဆိုရင်သူ့ရဲ့စွမ်းကဝန်နေတဲ့ခါမှသာထွက်ပေါ်လာတဲ့ပေမဲ့အခုဆိုရင်အချိန်မရွေးမကောင်းစိုးရတကောင်အဖြစ်ကိုပြောင်းလဲသွားနိုင်ပြီဆိုပြီးရှင်းပြလိုက်ပါရီတကယ်လို့ဒီစွမ်းသာလက်တွေမှာသုံးဝင်ခဲ့မယ်ဆိုရင်တိုက်ပွဲမှာအတော်လေးထောက်ပံ့ပေးနိုင်မယ်လို့ယုံကြည်တယ်ဆိုပါရီနောက်ပြီးအခုဆိုရင်လူဖီလည်းတိုက်ပွဲအချိန်ကြောင်းတဖြည်းဖြည်းအားနည်းလာခဲ့ပြီဖြစ်ပြီး သူရဲ့စိတ်ဓာတ်တစ်ခုရဲ့ကြောင်းနဲ့သာတိုက်ပွဲကိုအချိန်တော်ကြာထိဆွဲဆန့်ထားနိုင်ခဲ့တာလို့ပြောနေခဲ့တာပါအဲ့ဒီအချိန်တစ်ဖက်မှာလည်းကိုင်ရိုနဲ့ပင်မောမလူကတကြုံလုံးကိုရားစရာမရှိအောင်ဖျက်ဆီးပစ်နေခဲ့ပြီးဇိုရိုကတော့လူဖီကိုမြန်မာလူကြီးဝင်ရောက်တိုက်ခိုက်တာမျိုးတွေဆက်မလုပ်တော့ဖို့အတွက်သတိပေးနေပါတယ်ဒါပေမဲ့ထုံးစံအတိုင်းခေါင်းမာတဲ့လူဖီကတော့ကိုင်ရိုနဲ့ပင်မောမကိုရင်ဆိုင်မှုအတွက်ပြန်ထလာခဲ့ရင်ဇလန်လေးကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါတယ်အပိုင်း2025ရဲ့အဆောင်မှာတော့အာရှူရာကအားလုံးကိုသူတို့ချိန်မှာရှိနေတာကအိုရန်စစ်မဟုတ်ဘူးဆိုတာကိုတတ်သိပြခဲ့ပါဗျာ ဒါကဂျူဆူတခုပဲဆိုတာကိုသူကတက်တည်ပြလိုက်တော့ဒန်ဂျီရိုကဒါကကန်ဂျီရိုရဲ့လက်ချက်ပဲဆိုတာသဘောပေါက်သွားပြီးအရှိမရှိနေတဲ့အယောင်ဆောင်ဦးရန်ကိုဝင်ပြီးတိုက်ခိုက်ပါရီဦးရန်ကတော့ဒန်ဂျီရိုရဲ့ဓာချက်ကိုကာကွယ်လိုက်ပြီးမင်းကကိုယ့်ရဲ့သခင်ကိုတော့အာခံနေရလားလို့မိလိုက်ပါရီဒါကိုကြတော့ဒန်ဂျီရိုတယောက်ကန်ဂျီရိုကိုမင်းငါတို့ကိုဘယ်လောက်ထိဒေါသထွက်အောင်လုပ်နေအောင်မလဲဆိုပြီးပြောလိုက်ပါရီပြီးတော့သူကဦးရန်ရဲ့ဓာချက်ကိုခုခံနေပါရီဒါကိုမြင်တော့အင်ဆိုကလည်းသူကဦးရန်ရဲ့ပုံစံတူကိုပြုတ်လိုက်ပြီးငါတို့ကိုတိုက်ခိုက်တာကိုမယုံနိုင်ဘူးလို့ပြောလိုက်ပါရီ တဖက်မှာလည်းအာရှရာကဒရာကြောင့်လဲကြနေပြီးကန်ဂျီရိုကမိုမိုကိုထိခိုက်အောင်လုပ်ချင်နေရလို့ပြောပြလိုက်တော့ကာဝမက်ဆူကဆောနာကမိုမိုတယောက်နင်ဂျာမတယောက်နဲ့တူရှိနေရလို့ပြောတာကိုကြားလိုက်ရတဲ့ဆိုကြောင်ပြောလိုက်ပါတယ်။ဒါကိုကြားတော့ဂင်းရမုံကဒါဟာရှင်နိုဘူပဲဖြစ်ရမယ်လို့ပြောလိုက်ပြီးသူတို့အတွက်တဲလွန်စာရပြီလို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့အူရန်ကယီမောနေတာကြောင့်ရိုက်ဆူကဘာရီဂျီနီယာလဲလို့ဒေါ်သတချင်းနဲ့မေးလိုက်ပါတယ်။အဲဒီချိန်ကီကူကတော့အာရှရာကိုတွဲထားပေးလိုက်ပြီးအခြေအနေကိုစောင့်ကြည့်နေခဲ့ပါတယ်။ တဖက်မှာတော့အိုရန်ကမင်းတို့ကိုစုကီတွေကိုငါလက်နဲ့ကိုရိုင်းတက်ပြရမှာပေါ့လို့ပြောလိုက်ပြီးဘယ်ကိုမှမသွားရဘူးမင်းတို့ကဒီမှာပဲတရားမဲ့ကောင်းနေပဲလို့ပြောလိုက်ပါတယ်။အဲဒီနောက်သူကအင်ဂျင်ရေဘက်ကိုဖြန့်ပြလိုက်ပြီးအထက်ကဒိုင်းနမိုက်တွေကိုပြလိုက်ပါတယ်။ပြီးတော့သူကအားလုံးကိုမင်းတို့ကငါနဲ့အတူအရန်ကိုလက်နဲ့ပေါက်ကွဲမှုကြီးနဲ့အဆုံးသက်သွားရတော့မှာလေလို့ပြောလိုက်ပါတယ်။ဒါပြင်အိုရန်ကကင်းရဲ့မုံတို့ကိုမင်းတို့အားလုံးငါနဲ့အတူအဆုံးသက်သွားလိုက်တော့လို့ပြောပါတယ်။ဒါပေမဲ့တော့အားလုံးကလန့်သွားခဲ့ကြချင်းအိုရန်ကတော့ဆနက်တန်ကိုမီးစရှုတ်ပြီးကင်းရဲ့မုံတို့စီကိုခုံဝင်လာပါတယ်။ဒါကမြင်တော့ဒန်ဂျီရိုကကားထားလိုက်ပြီး ။ ਉਰ န်ကဒန်ဂျီရိုကိုငါတို့ကတငယ်ချင်းကောင်းနေမှလားလို့ပြောနေခဲ့ပါတယ်။ဒါကိုအာရှူရာကလည်းတစ်ဖက်ကနေကြည့်နေပြီးသူတို့ကတိုက်ခိုက်ဖို့အတွက်အသိမြင်ထားလိုက်ပါတယ်။အဲဒီနောက်မှာတော့အာရှူရာကအားလုံးကိုကယ်ဖို့အတွက်ပြေးဝင်လာခဲ့ကာ ਉਰ န်ကိုတိုက်ထုတ်ပစ်လိုက်ပြီးသူနဲ့အတူဆွဲချသွားပါတော့တယ်။ပြည်သူကကင်းရမလို့ကိုမိုမိုကိုသူစားဆောင်ရှောက်ပေးဖို့အတွက်ပြောလိုက်ပြီးအောက်ကိုကျသွားပါရီ။ဒါကမင်းတို့အားလုံးကလည်းလန်သွားခဲ့ပြီးအာရှရာကိုလမ်းကိုခေါ်လိုက်ကြပါရီ။ဒန်ဂျီရိုကတော့အခြေအနေကိုသဘောပေါက်သွားခဲ့ကအာရှရာကိုတောင်းပန်နေတာပါ။အိုရန်ကအာရှရာကိုဖယ်ပြစ်ဖို့လုပ်ပေမဲ့မရတော့ဘဲသူတို့ကပောက်ကွဲသွားခဲ့ကြပါရီ။ ဒါကြောင့်မလို့ကင်းရဲ့မုံတို့ကအောက်ကိုပြုတ်ကျလာပေမဲ့သူတို့ကဘာမှမထိခိုက်ခဲ့ကြပါဘူး။အာရှူရာကတော့အောက်ဖက်မှာလည်းကြာတည်ဆုံးနေပြီးဒါကိုမြင်တော့အားလုံးကစိတ်မကောင်းဖြစ်သွားပါတယ်။ဂီဂူကတော့တရားကိုကြည့်ပြီးဝမ်းနည်းစွာငုံနေပါတယ်။တစ်ဖက်မှာကင်းရဲ့မုံကကြိတ်မနိုင်ခဲမရဖြစ်နေခဲ့ပြီးအာရှူရာကိုကြည့်နေပါတယ်။တစ်ဖက်မှာလည်းအိုရိုချီကအခန်းတစ်ခုထဲကိုရောက်လာပြီးသူက CEO တွေကိုကန်လှဲလိုက်ကမီးလောက်ကိုအထဲကိုပြစ်သွင်းလိုက်ပါတယ်။အဲ့တော့သူကမီးလောင်နေတဲ့အခန်းကိုသဘောကျစွာကြည့်ပြီးရှီမောလိုက်ရင်ဘယ်ဘက်ကိုထွက်လာလိုက်ပါလိမ့်။အဲ့ဒီချိန်ကင်းရဲ့မုံတို့ကတော့မုံမိုကိုရှာဖို့ထွက်လာခဲ့ကြတာပါ။ ဒန်နီယာကိုရောက်တော့သူတို့ရှေ့ကိုလမ်းပိတ်ရက်နေတဲ့ဂျက်ကိုတွေ့လဲရတာကြောင့်ဘိုက်ပါကဂျက်ကိုမင်းကတိုက်ရှင်းနေတာလားလို့ပြောလိုက်ပါတယ်။ဂျက်ကတော့လဲကြနေတဲ့မင်းကိုကြည့်ပြီးဒီအယူတွေကသူတို့ရဲ့ခေါင်းဆောင်ကိုကာကွယ်တာလို့တယောနေပါတယ်။ဒါကိုကြတော့ဘိုက်ပါတို့ကတိုက်ခိုက်ဖို့အသင့်မြင်လိုက်ပြီးမင်းကိုအစာကလေးကအပြက်ပြက်ခဲရမှာလို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ဒုကအားလုံးကိုသူ့ကိုဂျန်နဲ့ထားခဲ့ဖို့အတွက်ပြောလိုက်ပြီးမိုမိုကိုသူ့အစာကာကွယ်ပေးပါလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ဘိုက်ပါကပြုံးပြလိုက်ပြီးဒါဆိုရင်မင်းကိုအခက်မယ်လို့ပြောကထွက်သွားလိုက်ပြီးကင်းရမွန်တို့ကလည်းဒူးကိုပြီးတာနဲ့အမြန်ဆုံးလိုက်လာဖို့အတွက်ပြောလိုက်ပါရီ အလုံးထွက်သွားတော့ဂျက်ကတူကိုမင်းရဲ့နိုင်ငံကိုဖျက်ဆီးခဲ့တဲ့လူကိုမင်းတယောက်တည်းရင်ဆိုင်မလို့လားဆိုပြီးမေးလိုက်ပြီးဒီမှာလားမရှိဘူးနော်လို့သတိပေးလိုက်ပါရီဒါကိုကြတော့ဒူးကလည်းဂျက်ကိုဒီမှာကအစိတ်တည်းလည်းမရှိဘူးလေလို့ပြောလိုက်တယ်ဒါပြင်သူတို့နှစ်ယောက်လုံးဒဏ်ရာရရထားတာကြောင့်ဒါကအရန်ကိုကောင်းမှုနဲ့ပွဲတစ်ခုဖြစ်လာမှာပါလို့လည်းပြောလိုက်ပါရီဒါပြင်ဒူးကသူ့အနေနဲ့အခုလိုလုပ်ရတာတကူကောင်းဆက်ပြီးဆုံးဖြတ်ခဲ့တာမဟုတ်ဘူးလို့လည်းပြောလိုက်ကာဒီအတွက်အစင်းသိမ်းဖြစ်နေပြီလို့ပြောလိုက်ပါရီတစ်ဖက်မှာတော့ချောပါကကွင်းကိုတိုက်ခတ်လိုက်ပြီးအားလုံးကလည်းချောပါကိုအားပေးနေပါရီ ချောပါကတော့အားလုံးကသူကရက်ကွန်းတကောင်မဟုတ်ဘူးလို့ပြောနေချိန်ကွင်းကပြန်ထလာပြီးတော့ချောပါကိုမင်းကအရှုံးထုတ်ကောင်ပဲလို့ပြောလိုက်ပါတယ်။ကွင်းကတော့ချောပါကိုမင်းကငါပေါ်ထားတဲ့ virus တွေကိုသုံးမရအောင်လုပ်ပြီးငါ့ကိုပါတိုက်ခိုက်ရဲတဲ့ပေါ်လို့ပြောလိုက်ကဒေါသထွက်နေခဲ့တာပါ။အဲဒီနောက်ကွင်းကချောပါကိုမင်းကဘာကောင်မှမဟုတ်ပါဘူးလို့ပြောလိုက်ပြီးမင်းကတာမန်တများဖွဲကဆရာဝန်တယောက်ပဲလို့ပြောနေခဲ့ပါတယ်။နောက်တော့ကွင်းကချောပါကိုငါ့ကိုဘာကောင်ထင်နေရလဲလို့မေးလိုက်ပြီးသူရဲ့ပါဇက်သေးကမီးတွေနဲ့ပြေဖို့လုပ်တာကြောင့်ချောပါကလန့်သွားတာဒါကအခြေအနေမကောင်းဘူးလို့ပြောလိုက်ပါတယ်။ ဒါကိုပေါ်ကနေကြည့်နေတဲ့မာကိုကလည်းချောပါကိုသူကူညီပြရစီလို့ပြောလိုက်ပြီးကွင်းရဲ့မျက်နှာကိုပိတ်ကန်ပစ်လိုက်တာကြောင့်ကွင်းလဲလွင်ထွက်သွားပါတယ်။ဒါကြောင့်အားလုံးကလည်းဝမ်းသာသွားခဲ့ကြပြီးအဟိနေခဲ့ကြပါတယ်။မာကိုကချောပါကိုစိတ်မပူဖို့အတွက်ပြောလိုက်ပြီးသူကအမြဲတမ်းရှိနေပေးမယ်လို့ကတိပေးလိုက်ချိန်ကွင်းကလူလိမ့်ပြီးတော့ပြန်ထလာတာကြောင့်သူတို့ကကွင်းကိုကြည့်ပြီးမင်းကအတော်လေးကိုအကြမ်းခံနိုင်တဲ့ကောင်းမယ်လို့ပြောလိုက်ပါတယ်။စိတ်ရုံရဲ့ကွင်းကတော့မာကိုကိုမင်းတို့ကတော့အကြီးအကျယ်ကိုအပြင်းခံခြင်းနေပြီနဲ့တူတယ်လို့ပြောလိုက်တော့ချောပါကကွင်းကိုအပြင်းခံရမှာကမင်းမဲလို့ပြန်ပြောလိုက်ပါတယ် တဖက်မှာတော့ဂိုက်တိုနဲ့သူ့ရဲ့လူတွေကအိုရိုချီချောင်းဖြစ်လာတဲ့မိတော့တွေကိုရေနဲ့ငိမ့်သက်နေကြပါရီဒါပေမဲ့အားကောင်းနေတဲ့မိတော့တွေကြောင့်သူတို့ကငိမ့်လို့မရဖြစ်နေပြီးရေထက်လိုနေသေးတယ်လို့အော်ဟစ်နေခဲ့ကြတာပါအဲ့ဒီအချိန်သူတို့ရဲ့နောက်ကိုအိုရိုချီကရောက်လာခဲ့ပြီးအိုရိုချီကိုမြင်တော့အားလုံးလည်းလန့်သွားခဲ့ကြပါရီဘာလို့လဲဆိုတော့သူတို့တီထားတဲ့အိုရိုချီကဂိုက်တိုတက်လိုက်လို့သေးပြီပဲလို့သူတို့အားလုံးကထင်နေကြလို့ပါဒါကြောင့်တယောက်ကခမားသက်ရှင်နေသေးတာလားလို့ထိတ်လန့်စွာနဲ့အော်မိလိုက်ပါရီဒါကိုကြတော့အိုရိုချီကမိငိမ့်နေတဲ့ကောင်လေးကိုတတ်ပြစ်လိုက်ပါရီဒါပြင်သူကအဖော်နှစ်ယောက်ကိုလည်းမိငိမ့်လို့မရတော့တတ်ပြစ်လိုက်ပါရီ ဒါကြောင့်ကောင်လေးတွေကလည်းလဲကြသေးဆုံးသွားခဲ့ပြီးအိုရိုချီကတော့ဂိုက်ဒိုကိုသူ့ကိုတစ်ဆာဖောက်ရဲတဲ့ဘောလို့ပြောကရည်ပေါ်နေပါတယ်။အိုရိုချီရဲ့နောက်ကတော့ဖူဂရိုကူဂျီကလိုက်လာခဲ့ပြီးအိုရိုချီကိုအရှင်ကဂိုက်ဒိုရဲ့တပ်တော်ကိုခံခဲ့ရတာတော့အမှန်ပဲလို့ပြောလိုက်ချင်းအိုရိုချီကတော့သူ့အနေနဲ့အားလုံးကိုမီးလောင်တိုက်သွင်းပစ်မယ်လို့ပြောလိုက်ပြီးအားလုံးကိုတတ်ပစ်မယ်လို့ပြောနေခဲ့ပါတယ်။ဒါအပြင်အိုရိုချီကသူ့ကိုထိခိုက်အောင်လုပ်ခဲ့တဲ့သူတွေအားလုံးကိုလည်းပြန်ပြီးဆက်ခိုင်းမယ်လို့ပြောကရည်နေပါတော့တယ်။အဲ့ဒီအချိန်ပေါ်ပေါ်မှာတော့လူဖီတို့ကအေဂရင်းနှစ်ယောက်နဲ့ရင်ဆိုင်နေခဲ့ပါတယ်။ပင်မောင်ကလူဖီတို့ကိုကြည့်လိုက်ပြီးဂိုက်ဒိုကို ငါတို့သူတို့ကိုတစ်ချက်လောက်ပြင်လိုက်ကြရအောင်လို့ပြောလိုက်ပါရီဒါကိုကြည့်ကောင်ဇိုရိုကလည်းနှစ်ယောက်လုံးကိုယင်ဆိုင်ရတာကမလွယ်ဘူးလို့ပြောလိုက်ပြီးဒါကအတော်လေးကိုခက်ခဲတာပဲလို့ဆိုပါရီဇိုရိုကဒါကသူတို့အတွက်လွယ်ကူပါမဟုတ်ဘူးလို့ပြောလိုက်ချင်းဘေးမောင်ကရီလိုက်ပြီးသူကလူဖီရို၅ယောက်ထဲကဘယ်နှယောက်လောက်အသက်ရှင်ကြမလဲဆိုတာကိုသိချင်နေပြီးတော့ပြောလိုက်ပါရီတဖက်မှာလည်းကေကလောကိုမင်းရဲ့အစွမ်းကိုသုံးပြီးသူတို့ထဲကတယောက်ကိုအောက်ထပ်ကိုပို့လိုက်လို့မရဘူးလားလို့မေးလိုက်ပါရီဒါကိုကြတော့လောကသူ့အနေနဲ့လုံရလို့ရှိရင်လုံပြီးတာကြာပေါ့လို့ပြောကကေကိုလမ်းပြောလိုက်ပါရီ ပင်မောင်းနေတဲ့ဂိုင်ရီရဲ့ဟာကီကရန်ကိုကောင်းနေရကြောင်းသူ့အနေနဲ့ပင်မောင်းမှုကိုနေရာရွှေ့လို့မရဘူးလို့ဆိုပါရီဒါကိုကြတော့ခိကကောင်းချင်းပြလိုက်ပြီဒါဆိုရင်လေသူတို့ကိုဒီမှာပဲစားစီလောက်ကြတာပေါ့လို့ပြောလိုက်ပါရီတစ်ဖက်မှာတော့ဂိုင်ရိုနဲ့ပင်မောင်းမှုကလူဖီတို့ကိုတိုက်ခိုက်ဖို့အတွက်သူတို့ရဲ့ဟာကီတွေကိုထုတ်လိုက်ပါရီပြင်းထန်တဲ့အချိန်ကြောင်းမှလို့လူဖီကလန်သွားပြီးအားလုံးကိုတတိထားဖို့အတွက်ပြောပါရီလူဖီကအားလုံးကိုတိုက်ခွက်အကြီးကြီးလာတော့မယ်လို့ပြောလိုက်ပြီးတတိထားဖို့အတွက်ပြောလိုက်ပါရီအဲ့ဒီအချိန်ဂိုင်ရိုနဲ့ပင်မောင်းမှုစီကဟာကီတွေကလူဖီတို့စီကိုပြန်လာခဲ့ပါပြီ ဂိုင်ဒိုကဘင်မောင်ကိုခြေထောက်ခိုင်ရင်လာလို့မေးပြီးရှေးမလျှော်သွားနေတော့လို့ပြောလိုက်ပါရီဒါကိုကြတော့ဘင်မောင်ကလည်းသူ့ကိုဘသူထင်းရလဲလို့မေးလိုက်ပြီးနေရာလုံးကသူတို့ရဲ့စွမ်းအားတွေကိုလူဖီတို့ရှိရာစီကိုပြက်လွတ်လိုက်ပါရီဒါကိုမြင်တော့ဇိုရိုတို့ကလန့်သွားပြီးတော့မျက်လုံးပြူးသွားပါရီသူတို့ကဘာလို့လို့လို့ရမှန်းမသိဖြစ်နေကြတာပါဂီလာကတော့သူတို့အနေနဲ့ဒါကိုမလုံနိုင်လောက်ဘူးလို့ပြောလိုက်ပါရီအဲဒီနောက်မှာတော့ဇိုရိုကသူတို့စီကိုဝင်လာတဲ့စွမ်းအားတွေကိုရှေးကနေကပေးထားလိုက်ပါရီပြီးတော့ဇိုရိုကအားလုံးကိုဖယ်နေဖို့အတွက်ပြောလိုက်ပြီးမဟုတ်ရင်အားလုံးဆုပ်ပြတ်သက်ကုန်နိုင်မယ်လို့ပြောလိုက်ပါရီ လူဗီကတော့ဇိုရိုကိုကြိတ်ကစိတ်ပူနေတာပါခနာကြောင်မှာတော့ပောက်ကွဲမှုနဲ့အတူအလုံးပြောက်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းမာကူကဘာရီလဲလို့ပြောလိုက်ပြီးတိုင်ငနဲတုံသွားတယ်လို့ပြောလိုက်ပါတယ်ဒါကိုကြတော့ချောပါကအပေါ်ကိုမောကြည့်လိုက်ကလူဖီတို့ကိုစိတ်ပူနေတာပါတစ်ဖက်မှာတော့ဘင်မောင်ကလူဖီတို့ကိုကြည့်ပြီးသူတို့အလုံးလွတ်သွားတာအံ့ဩစရာပဲလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်လောကတော့ဇိုရိုကိုမင်းအသက်ရှိသေးတယ်မှလားလို့မေးလိုက်တော့ဇိုရိုကထင်တာပဲလို့ပြန်ပြောလိုက်ပါတယ်ဂီကတော့လဲကြနေတဲ့ဇိုရိုကိုကြည့်ပြီးဒါကခဏလေးဆိုပေမဲ့မင်းအကောင်းဆုံးကြိုးစားခဲ့ပြီးတော့မို့ဂျေဆုတင်ပါတယ်လို့ပြောလိုက်ပြီးလူဖီကဘဲကိုရောက်သွားတာလဲလို့ပြောလိုက်ပါတယ် အဲဒီချိန်လူဖီကတော့ဂိုင်ဒိုစီကိုပြေးဝင်တိုက်ခိုက်လိုက်ပါတယ်။သူကယိုဂရိုတင်ပေးထားတဲ့ဟာကီကိုတုံးအားတိုက်ခိုက်လိုက်ပေမဲ့ဂိုင်ဒိုကတော့ရှောင်ပစ်လိုက်ပါတယ်။ဒါကိုမြင်တော့လူဖီကပြုံးလိုက်ပြီးဒါကိုရှောင်လိုက်တာကအထီးရင်နာလို့မလားလို့ပြောလိုက်တော့ဂိုင်ဒိုကဒေါသထွက်သွားခဲ့ပြီးလူဖီကိုရိုက်ထုတ်ပစ်လိုက်ပါတယ်။ဒါကြောင့်လူဖီကလွင်ထွက်သွားခဲ့ကဇာလန်လေးကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါတယ်။